တကြံကာလာဆိုတာမြန်မာပြည်သူတွေအတွက်တော့နှစ်ဟောင်းကအညစ်အကြေးတွေကိုအတားအယင်နဲ့စေကြောပြီးနှစ်တစ်ကိုကြိုဆိုတဲ့ကာလတစ်ခုပါဒီလိုနှစ်စဉ်ပျော်ရွှင်စွာဖြတ်သန်းလေးရှိတဲ့မြန်မာတို့ရဲ့ရွေးရာနှစ်တစ်ကိုအတားတကြံပျောက်ဆုံးနေကြရတာအခုဆို၅နှစ်တိုင်ခဲ့ပါပြီ2020ကိုဗစ်ကာလကလေးကကပ်ဘေးကြောင့်လူစီကာရကိုရှော့ချတဲ့အနေနဲ့ပွဲလန်းတဲ့ပြည်တွေရန်နာခဲ့တာကနေ2021အာနာသိန်းချိန်မှာလည်းပြည်သူတွေဟာတကြံရေးကစားတာနဲ့ဝေကွာခဲ့ရပါတယ် ၅နှစ်ပြည့်အခုနှစ်မှာတော့တကြံပွဲတော်ကိုဆင်နွှဲဖို့အားခဲထားကြပါမယ်။ပြီးခဲ့တဲ့လကုန်ပိုင်းကအင်အားအလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်တကြားလူပေါင်း၄တောင်ကျော်တည်ဆုံခဲ့ရပြီးနောက်တကြံအငွေသက်တွေဟာစိတ်တုံးခဲ့ရပြန်ပါတယ်။အဲ့ဒီတည်းတိတ်ဆုံးသူထွက်ဝဲကြော်အရေးအတွက်ရှိခဲ့တဲ့မန္တလေးမှာဆိုရင်လေတကြံကာလရောက်တိုင်းအထင်ကရနေရာကျုံးပတ်လဲမှာရိုးရရင်ကျင်းမှုအလှပြရင်တွေနဲ့အတတကြံကိုဖော်ကျူးလေးရှိတဲ့မြို့တစ်ခုပါ ဒီနေ့မှာတော့မြို့ကန်တွေရဲ့တကြံစိတ်ကူးတွေဟာတဲတဲ့ရေသွန်းဖြစ်ခဲ့ရတယ်လို့မန္တလေးဒေသခံစာရေးဆရာအမျိုးသားတူကဆိုပါတယ်။မန္တကြံကမန္တလေးသူမန္တလေးသားတွေကသူတို့အပြော်ဆုံးကာလလို့ပြောလို့ရပါဘောနော်။မန္တလေးနဲ့တကြံဆိုတော့လေတရံငံလုံးနဲ့နိုင်ရှင်နဲ့တွဲလို့ရတယ်ဆိုတော့တကြံမလို့မဖြစ်ရတာကြာတဲ့ခါကျတော့တကြံမှာတော့ပျော်လေးဖြော်တာမရှိပေမဲ့တကြံမြင်ကွင်းတွေကိုပြန်မြင်ချင်းနေပြီဘောနော်။ဟိုဒီနှစ်တောင်မှနည်းနည်းလောက်မြင် ်သူတွေက9နှစ်လောက်ရှိပြီပေါ့နော်တကြံမှဖြတ်တန်းကြရတာဒီနှစ်တော့ဘာပဲဖြစ်ဖြစ်သူဖြတ်တန်းကြလိမ့်မယ်ပေါ့နော်ကိုနီးကိုရန်နဲ့လူတွေကလည်းပြောရင်အဲ့လိုဖြတ်တန်းကြတာကိုဟိုဝင်ကြီးချက်ဆားလို့ချင်းတော့တိတ်အပြစ်တော့မမြင်ကောင်းပါဘူးရေလို့ထင်တော့ရှိသေးတယ်ပြောတော့ရှိသေးတယ်အခုလိုမျိုး match 28ငလင်းအကြောင်းမို့လို့ဒီနှစ်ကခါတိုင်းကျင်းလေလေးနေတော့ပူဆူသွားသေးပေါ့နော်အဲ့တော့ဘာပဲပြောပြောတကြံကိုလူတွေကမျောလင့်ကြတယ်ယုံယုံပည့်ရရှိတယ်မျောလင့်ကြတယ်ကွန်ပျူတာစီပြန်ဆောင်ကြတယ်နောက်လွတ်လွတ်လပ်လပ်ခုနပြောတဲ့ တော်ကြပါကြတယ်ပေါ့နော်မန္တလေးမြို့လိုအမျိုးမှာဒါမဲ့ထင်ပါတယ်မန္တလေးကအမြဲတမ်းပေါ့နော်ဒုတိယကမ္ဘာစစ်တုပထမကမ္ဘာစစ်တုနောက်ပြီးကြတော့တကယ်အရေးကြီးတဲ့တနိုင်ငံလုံးတိုင်းနိုင်ငံဖြစ်ခဲ့တဲ့နှစ်တီတောင်မှတကြံကပြက်ခဲ့တာမဟုတ်ဘူးလေဒါမဲ့ခုတော့ပြက်တာငါးနှစ်ရောက်သွားပြီဆိုတော့ကြာတော့မကြခင်တော့တကြံအနက်နေပေါ့တကြံမြင်ငွေနေပြန်မြင်လာရလိမ့်မယ်လို့မျှော်လင့်နေပေါ့နော်လူတွေကလည်းတော်တော်လေးကိုပိတ်မိနေကြပြီနော် မန္တလေးမှာတော့2021အာနာသိမ့်ပြီးချိန်မှာတကြံကိုစီကားတိုက်မြှောက်စွာကျင်းပတာမျိုးမဟုတ်ပေမယ့်ကျုံးပတ်လည်းမှာလမ်းလျှောက်တကြံလှုပ်တာရိုးရအလှူကျန်းနေနဲ့စရုတီတာကြွေတာတွေနှစ်တိုင်းလိုလိုလှုပ်လေးရှိပါတယ်။ဒီနှစ်မှာတော့ငလင်တန်ကြောင့်ပြိုကျခဲ့တဲ့အဆောက်အုံတွေကိုရှင်းလင်းနေတဲ့အချိန်လေးဖြစ်တာအပြင်တချို့လမ်းတွေဆိုအခုထိပိတ်ထားစဲမို့မြို့ဟာ၆ကပ်ပြီးမြို့ပြတ်တပွဲဖြစ်နေတယ်လို့ဒေသခံတချို့ကမြင်ငွင်းကိုပုံဖော်ကြပါတယ်။ ဒါကြောင့်ကလေးငယ်တွေရဲ့ငလေးနောက်ဆက်တွဲဖြစ်တဲ့စိတ်တန်ရာကိုကုစားပေးဖို့တာဟိုတစုဒီတစုရေဆော့တာမျိုးကလွယ်လို့တကြံလုံးဝမရှိတဲ့နှစ်တစ်ခုလိုတောင်မြို့ကန်တွေကပျော်စမက်ပြူကြပါတယ်။မန္တလေးတင်မကပဲရန်ကုန်မှာဆိုရင်လည်းငလင်းကြောင့်မြို့တော်ဝင်မတ်တကိုစစ်ကောင်စီကစောက်ပြီးမှပြန်ဖြတ်တာလုဆောင်ခဲ့တာကြောင့်ရန်ကုန်တကြံဟာမြို့ရဲလက်မတွေထဲအရင်လိုစီကားတဲ့မြင်ကွင်းမရှိတော့ပါဘူး။ ဒဇန်ထွက်လဲတဲ့ကအနေငယ်သာရှိပေမဲ့ပြည်သူဥယင်ရန်ကုန်မြို့လည်းကောင်း၁၉လမ်းစတောက်ဆိုင်တွေရှိရတဲ့ဘားတွေမှာပိုစီကားကြတယ်လို့မြို့ကန်တွေရဲ့အဆိုအရသိရပါတယ်။ဘားတွေမှာဆိုရင်အထဲကိုဝင်ဖို့ဝင်ကြေးတည်တံ့ကိုအနည်းဆုံးတဦးကျပ်၃000လောက်ပေးရပြီးကလပ်တွေထဲမှာဇပွဲတဝိုင်းယူဖို့တောင်ကျပ်သိန်းကနန်းပေးကဘုတ်ကင်တင်ရတဲ့အနေအထားမျိုးကအရင်နှစ်တွေထက်ပိုဆိုးလာတယ်လို့ဆိုကြပါတယ်။ ဒါကြောင့်ရန်ကုန်တကြံဟာလူဒန်းစာခွဲခြားလိုက်တယ်လို့ပဲလို့ပြောလာသူကရန်ကုန်ဒေသခံလူငယ်အမျိုးသမီးတူပါဒီအခြေခံဟိုပတ်စံမသုံးနိုင်ဟူနာဒီအခြေခံလူဒန်းစာပေါ့နော်အခြေခံလူဒန်းစာတို့ကဘယ်နာရောက်လဲဆိုတော့ပြည်သူရင်မြင်လို့နေရာမျိုးမှာရောက်တယ်အဲ့မှာကဟိုစတူဒီတာဘာညာလဲရှိတယ်အပြောဘာညာဖွင့်မိထားတော့နော်အဲ့လူဒန်းစာတည့်ရဲ့ပြီးတော့ဘားတွေမှာဘားတွေမှာကဘယ်လိုလဲဆိုဝင်ကြီးတောင်မှာ သုံးသားဘာမှမလုပ်ရဘူးအခန်းထဲမှာဝက်ပြီးအထဲမှာဝင်ပြီးရက်ရုံမဲ့ထွန်းပြောင်းသွားတာပေါ့ခုကဟိုပတ်စံတက်နိုင်တဲ့လူကဘားတွေကလပ်တွေရောက်သွားအဲ့မှာပဲသွားကဲကြအဲ့မှာတချင်းတွေ DJ တွေဖွင့်ပြီးထားတယ်။ဘာရေဖန်းတွေလုပ်ပေးထားတယ်။တော့မဲ့ဆိုရင်တော့ဒီနိုင်ငံရေးအပြောင်းလဲကြောင့်လူတွေကလေဒီပျော်ဖို့ပုံမှန်လေးလည်းမပျော်ရဲဘူးပေါ့နော်။ပုံမှန်လေးမပျော်ရဲဘူးတော့ဒီဘားတွေကလပ်တွေမှာပျော်မယ်ဆိုရင်လူကသိမ့်မသိဘူးလေပတ်စံသုံးတဲ့။အဲ့တော့ကချာ ပြောင်းသွားတဲ့ပုံစံတော့ဖြစ်သွားတယ်ဒါပေမဲ့စိုးတာကြတော့ငွေစီဝါပါညာအစအရတယ်လို့ပြောတယ်လူငယ်တော်တော်များများလေသူတို့ကြည်လေကွဲပြဲနေရပဲအဲ့လိုမျိုးပေါ့နော်အခုဆိုအဲ့ပုံစံမျိုးဖြစ်နေအခုဆိုဒီ package နဲ့ဝယ်တဲ့ site နေဆိုရင်အဲ့ key shooter တို့ဘာတို့အောင်မရတယ်တဲ့အကုန်လုံးယောက်ျားလေးတွေပေါ့နော်အမှန်တော့တိတ်တိတ်လေးပျော်ရင်ပျော်ရင်နဲ့ဦးအဲ့ဘက်ကိုကူးသွားတာပေါ့နော် စီးပွားရေးကျဆင်းပြီးအရရာကျက်တဲလာတဲ့ကာလမှာမြို့ကြီးပြကြီးတွေကစရိဒီတာမန်တတ်တွေလည်းနှဲလာနေတာကပြရုပ်တစ်ခုဖြစ်လို့နေပါတယ်ဒါအပြင်တကြံကာလမတိုင်ခင်မက်လာကုံမှာဖြစ်ွားခဲ့တဲ့ငလင်းကြောင့်လည်းလိုအပ်သူတွေစီအကူအညီတွေရောက်နိုင်ဖို့ပိုဦးစားပေးလှုံ့ဆော်ကြတာကအလူတန်းပုံစံတွေကိုပြောင်းသွားသလို ရှိတယ်လို့မြန်မာပြည်သူတွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံဟာထိရောက်မှုပြင်းထန်ခဲ့တဲ့ငလျင်တဘာဝပြီးမတိုင်ခင်ကတည်းကစစ်ပွဲတွေနဲ့စစ်ကောင်စီတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်ဝန်ထိခိုက်ခံစားနေကြရတာပါငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသူအရေအတွက်ဟာတသိန်း9800ကျော်ရှိတယ်လို့ TVV Data Team ကကြေညာထားတဲ့စီးရင်တွေအရသိရပါတယ် စစ်ပွဲကြောင့်နေရဒေသအသီးသီးကိုတိရှောင်နေရသူဦးရေကတော့6.6တန်းကျော်ရှိတယ်လို့မြမမဟာဗျူဟာနဲ့မူဝါဒလိလာရေးအင်စတီကျူ ISB မြန်မာစီးရင်တွေမှာဖော်ပြထားပါတယ်အဲ့ဒီတိတ်ဆောင်နေရသူတွေအနေနဲ့လည်းနေရမပြတ်နိုင်သေးချိန်မှာပုံမှန်ဆိုစစ်ရှောင်စခန်းအတွင်းမှာတကြံကိုအချင်းချင်းပြုတ်လုလေးရှိပေမဲ့ဒီနှစ်မှာတော့ငလင်ပေးတဲ့ဒေတာတွေကိုစာနာတဲ့အနေနဲ့တကြံလုံးဝမလုပ်တဲ့နေရာတွေလည်းရှိနေပါသေး ကရင်ပြည်နယ်အတွင်းလော့ခေါ်ဆစ်ဆောင်စခန်းမှာဆိုရင်လည်းအရင်ကဆိုအနီးမှာရှိတဲ့ရွာနဲ့ပေါင်းပြီးတကြံလုံးလေးရှိပေမယ်။ဒီနှစ်မှာတော့ရွာထဲမှာတော့တကြံရေကစားတာမရှိသလောက်ပဲလို့လော့ခေါ်ဆစ်ဆောင်စခန်းမှာနေထိုင်တဲ့အသက်50ကျော်အရွယ်ကိုအာကာကဆိုပါတယ်။ဟိုပြောပါမလို့တည်းပြီးနောက်ဘုရောမှာကျွန်တော်တို့ပြီးတော့ဟိုကဒီအဘာဝဘေးထန်းငရင်နေပါလေလောက်တော့လေကျွန်တော်တို့ရဲခတ်မှုရှိတယ်လေ။အဲဒီတိုင်းကြီးနဲ့အဝမ်းဒီဒုက္ခဒုက္ခရောက်တဲ့အချိန်မှာ အကျော်ပါးလေးကိုလူကြီးတွေကအားမပေးကြဘူးဒါအားမပေးကြတော့အစလိုင်းကတော့ကိုယ်တွေစစ်ဆောင်နေပြီးဒုက္ခရောက်တယ်ထင်တယ်အခုကတနိုင်ငံလုံးတိုင်းတာနဲ့စစ်ဆောင်နေဒီနေရာတွေရောစစ်မဆောင်တဲ့ဒေသတွေပါတဘာဝ BND တွေအခုဖြစ်နေတော့ငရင်တွေလည်းစတိုက်လှုပ်အခုရေလည်းအခုရေတွေပါကြီးတယ်ပြောတယ်တချို့ဒေသတွေမှာအဲ့လိုမျိုးတွေဖြစ်တော့တနိုင်ငံလုံးတိုင်းတာနဲ့ကျွန်တော်တို့တိုင်းပြည်ကဟိုမင်းဟိုဘောမင်းစုတဘာဝ BND စုအကုန်လုံးနောက်ပိုင်းကျလို့ရှိရင် ဟိုယောဂန္တရာဟိုယောဂါတွေဖြစ်သွားတာတွေတူနဲ့တူမယုံကြည်မှုတွေပျောက်ပြီးတက်ပြတ်တာတွေအဲ့ဒါမျိုးတွေတော့ကျွန်တော်တို့အစိုးရနေရတယ်အဲ့လိုအခြေအနေမျိုးတွေအစိုးဆုံးအခြေအနေတော့အခုမဟုတ်သေးတဲ့ပုံစံဖြစ်နေတယ်ဒီကဆိုးလာဖို့တွေတော့ဖြစ်ဖို့အနေထားရှိတော့ကျွန်တော်တို့ကတော့စိတ်မကောင်းဖြစ်ရတာပေါ့ဗျာလောက်ကဆိတ်ရှာစကန်တရှိရာကရင်ပြည်နယ်အကျွမ်းမှာတော့ကြိုက်ပွဲတွေကမငြိမ်သေးပါဘူး ကော့ဂရိတ်ဂျုံတိုးလမ်းပိုက်မှာဆိုရင်တကြံကာလအတွင်းမှာတော့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတိုက်ပွဲတွေကြားတိုက်ပွဲပြင်းထန်နေတာပါကော့ဂရိတ်မြို့နယ်နဲ့ကြုံတိုးမြို့နယ်တွေကကြေးရွာတွေကိုစစ်ကောင်စီကတကြံအကြနေနဲ့အကြက်နေတွေမှာလျင်ရင်နဲ့ဘုံ၁၀ကျင်းထက်မနည်းကျဲချတိုက်ခိုက်တာတွေလှုပ်ဆောင်နေပါတယ် စစ်ကောင်စီဘက်ကအောင်စီရစစ်စင်ရေးတကြော့ပြန်လှုပ်ဆောင်မှုကော့ဂရိတ်ကြုံတိုးမြို့အတွင်မှာလက်တလောလက်နက်လူအင်အားဖြင့်စစ်ပြင်းစင်နေတာကြောင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဟာတကြံကာလမှာတော့တိုက်ပွဲတွေကြားဖြတ်တန်းနေကြရပါတယ်လက်ရှိကရင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲဝင်နေတဲ့ကော့ဘရာစစ်ကြောင်းကတက်ခွဲမှုတူကတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဆေးရလက်ချက်မပြုတ်မချခြင်းကတော့ဓာတ်တွေတွေတော့ကတကြံဆိုတော့ဝမ်းနေစရာတစ်ခုပါပဲပေါ့နော်တိုက်ပွဲတွေကတော့ပုံမှန်ပြင်းထန်လာတယ်ပေါ့နော် အာဒီတကြံတွဲနဲ့မှဟိုလက်ရှိကျွန်တော်တို့တိုက်ပွဲတွေဖော်ဆောင်နေရတယ်ရှိတယ်တိုက်ပွဲတွေဖြစ်နေရတယ်ရှိတယ်အဲသူ့ဘက်ကိုယ့်ဘက်ထိခိုက်မှုတွေရှိနေတယ်ပေါ့နော်တိုက်ပွဲတွေကတော့တောက်လျှောက်ပါဒီနေ့တကြံကတော့ကျွန်တော်တို့တော်လိုင်းကာလာပုံမှန်ဖြတ်တန်းတယ်လို့ပဲပေါ့နော်ကိုကျွန်တော်တို့စင်မြနာတွေမှာအစစ်စင်ရေးတောင်းနေထန်းဆောင်ရင်းနေပဲဒီနေ့တကြံကိုကျွန်တော်တို့ဖြတ်တန်းနေစေဖြစ်ပါတယ်ပေါ့နော်အဲနောက်လာမယ့်နှစ်တွေမှာတော့ကျွန်တော်တို့ ဒီနှစ်တစ်ကိုပေါ့နော်ဒီတချမ်းအချင်းကာလာကိုကျွန်တော်တို့မိသားစုတွေနဲ့ကျွန်တော်ညီကိုမောင်နှမတွေနဲ့အဲအရင်လိုပဲပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါလေအဲအဲ့လိုမျိုးဖြတ်သန်းအောင်လည်းကျွန်တော်တို့အများကြီးစူးစမ်းနေကြပါလေရဲဘော်ရဲဘက်တွေဒီတိုင်းပြည်လုံးမှာရှိတဲ့ရဲဘော်ရဲဘက်တွေတော်လိုင်းရဲဘော်ရဲဘက်တွေအကုန်လုံးစူးစမ်းနေကြပါလေစစ်ကောင်စီဘက်ကဒီလိုတိုက်ပွဲတွေဖော်ဆောင်နေတဲ့တကြံကာလဟာငလင်နောက်ဆက်တွဲအပြစ်ရဲ့အကျညာထားတဲ့23ရက်တာကာလအတွင်းလည်းဖြစ်ပါတယ် ကြပြင်အပြစ်မဲ့ပြည်သူတွေထိခိုက်ဒိဆုံရတဲ့အထိလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းစစ်ကောင်စီဟာအခကြီးရက်ကြီးမရှောင်လှုပ်ဆောင်နေတာပါ။ကရင်ပြည်နယ်အတွင်းမှာဆိုရင်လည်းအခုနှစ်စဇန်နဝါရီကလေးကလေကြောင်းပုံကျဲတာတွေကိုလှုပ်ဆောင်ခဲ့တာနေ့စဉ်နှီးပါလို့ဆိုနိုင်ပါတယ်။ပြည်နယ်လူဦးရေစုစုပေါင်း၄သိန်းခွဲရှိတဲ့အထက်၂သိန်းဝန်းကျင်ဟာစစ်ပေးရှောင်နေကြရတာပါ။ အဲ့ဒီထက်ဝက်နေပါရှိတဲ့ဒေသခံတိုင်းရင်းသားတွေဟာနေရဆုံခွာပြီးပြည်နယ်ရင်းကဆစ်ဆောင်စခန်း350ကျော်မှာခိုလုံနေကြရတာလိနစ်ကျော်ရှိပါပြီ။ပြည်နယ်ရင်းပဋိပက္ခတွေပြင်းထန်နေတဲ့အချိန်ဒီကြာလူလေးဦးမှတဦးဟာအရေးပေါ်စားနပ်ရိက္ခာထောက်ပံ့မှုလိုအပ်နေတဲ့အချိန်ဒီလို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ဒီလိုလိုအချက်တွေကြာကနေပဲတကြံကာလကို ရက်ရွာအချို့မှာနှိစက်ရာစုဤကစားရင်ဖြတ်တန်းနေကြပါတယ် ဒါပေမဲ့အဲ့ဒီလိုအချိန်တိုင်းလျှင်နေကြရင်စိုးရိမ်နေကြရတာကြောင့်လွတ်လပ်မှုပျောက်ဆုံးနေတယ်လို့ခန့်စားရတယ်လို့ကရင်နီဒေသခံအသက်23နှစ်အရွယ်မတ်မီမီကဆိုပါတယ်အဲရှောက်လက်နဲ့ဥမာစကေနဲ့လွလွလလဲ့ဦးနော်ဥမာကားဆိုလေကားနဲ့လူလုံးနဲ့တငယ်ချင်းနဲ့တွားပြီးတော့မှရှောက်လဲချင်နေဘောနော်အခုကမလွတ်လဲ့တော့အရေတော့လွတ်လဲ့မှုပြပြီးတော့မှအဲ ခံစားချင်တယ်ဗောနော်အဲ့ဒါတော့အရေးကြီးဆုံးအချက်ပါပဲလို့တန်လေးပဲလွလွလက်လက်လေးပဲနေချင်တယ်ဗောနော်ဘာမှဒီကြောက်ရွံ့မှုတွေပြီးတော့မှဒီတိုင်းလက်နဲ့ကြီးအတိတ်ကဗောနော်လက်နဲ့ကြီးတန်လို့လေးတန်လို့လောက်အောင်မကြားချင်တော့တာတခုဗောနော်တကြံကာလကြောနှစ်ဆန်းတရက်နေမှာဆိုရင်ဝစ်ကောင်းဆာလာတွေနဲ့တူပြည်စုံတဲ့နေရအဖြစ်ဖြတ်တန်းဖို့ဒလီတခုလို့မြန်မာပြည်သူတိုင်းကယူဆလေးရှိပါတယ် စစ်အာဏာသိမ်းကာလအတွင်းနှစ်သက်နှစ်ရမှာတော့မကြသေးခင်ကကြုံခဲ့ရတဲ့ကပ်ဘေးအပြင်နှစ်ရမရှောင်ကျင်းနေတဲ့ဘုံစံကြီးစံတွေကြားပြည်သူတွေဟာဘေးကင်းဖို့ကိုသာဆူတောင်းလို့နေကြရတာပါ